ဒါကတော့ကျွန်တော်ကြိုက်တဲ့စားစားတွေကိုစားနေရရင်ပျော်ရဲရုပ်ပဲဖြစ်ပါတယ်ဆိုတော့အစောလေးကြည့်ပေးကြမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲမင်္ဂလာပါ Yan's Vlog မှာကြိုဆိုပါတယ်ဆိုတော့ကျွန်တော်အခုမိုးရေလည်းရွာနေတယ်ညဘက်ကြီးလည်းဖြစ်နေပြီဒါပေမဲ့ကျွန်တော်ဘိုက်စားတဲ့ခါကျတော့နီးစရာဖြစ်တဲ့တမိုင်းလန်းစုံကထမင်းကြော်ဆိုင်လေးကိုသွားနေရပဲဖြစ်ပါတယ်အဲ့ထမင်းကြော်ဆိုင်လေးကကျွန်တော်ငငယ်လေးတည်းကကျွန်တော်အဖေနဲ့စားနေကြဆိုင်လေးဖြစ်တယ်အဲလက်ရအရန်ကောင်းတယ်အရသာအရန်ကောင်းတယ် တန်ရှင်းတည့်ရတဲ့အိမ်မဲ့ကြီးလည်းအများကြီးရှိခဲ့ဆိုတော့တမိုင်းလန်းစုံမှာတမင်းကျော်ဆိုင်တွေအများအများရှိနေတဲ့ကအဲဘိုက်စာတိုင်းအဲ့ဆိုင်တွေမှာပဲကျွန်တော်အများစားပြတယ်စိတ်ဝင်စားရဆိုရင်အကြည့်ပြကြပါအောင်ပေါ့နော်အဲဤဆုံးမိတ်ဆက်ရမယ်ဆိုရင်စိုက်နံပါတ်လေးကတမိုင်း33လုံးတမင်းကျော်333တမင်းကျော်ဖြစ်တယ်ကျွန်တော်တို့အိမ်နဲ့လည်းနီးတဲ့ခါကျတော့အိမ်မှာဟင်းမကြိုက်ဘူးဆိုရင်အများအားဖြင့်ဒီ၃၃လုံးထမင်းကျော်မှာပဲသွားစားဖြစ်တယ်။ဒါတော့ရတဲ့ဟင်းမယ်ဖြစ်တယ်။အဲတလောက်ပေါင်းကြက်ကျော် ကြက်ချိုပေါင်းဝက်ချိုပေါင်းတခြားဟိမဲ့တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ဝက်သားနဲ့ပဲအစားအများဆုံးဖြစ်တယ်ပုံမှန်ဆိုရင်ကျွန်တော်ကဝက်သားကိုအသားပဲစားတဲ့သူပေါ့နော်အဲဒါပေမဲ့ဒီဆိုင်မှာစားပြီးရဲ့နောက်ပိုင်းမှာကျွန်တော်အခေါက်နဲ့အစီလေးကိုပါကြိုက်သွားတယ်ကွာဘယ်လိုခေါ်မလဲဒီဆိုင်ကချက်ထားတဲ့လက်ရာကြောင့်မဲလားဒါမှမဟုတ်မပြောပြတဘူးကွာသူ့ရဲ့အခေါက်နဲ့အစီလေးကနူးနူးအီအီလေးနဲ့စားလို့အရင်ကောင်းတယ်အဲ့နောက်ပိုင်းတွေကကျွန်တော်မှားပြီဆိုရင် အသားမြန်းများဒါပေမဲ့အခေါက်နဲ့စီနဲ့ပါတဲ့အတုံးလေးလည်းထည့်ပေးပါဆိုပြီးတော့ကျွန်တော်အရင်ကအဲ့လိုပဲမှားတယ်အဲ့လိုပဲမှားစားခဲ့တယ်ပေါ့နော်တကယ်ပြောတော့သူတို့ရဲ့ဝတ်သားချက်တဲ့လက်ရာနဲ့အရသာအရန်ကောင်းတယ်အဲ့ဆိုင်လေးရောက်တဲ့ခါကျရင်ဒီဝတ်ချို့ပေါင်းကိုလုံးဝ try ကြည့်တဲ့နဲ့ဒါကတော့ကျွန်တော်ဝတ်သားစားတာပေါ့နော်စားတဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ရည်ကျော်ရတာဘာလဲဆိုတော့ကျွန်တော်ရေစားမအောင်မချွေးလိုက်ရဘူးအဲ့ဒါကိုကျွန်တော်စိတ်ထဲမှာထားပြီးတော့ရည်ကျလိုက်တာပေါ့နော်အဲအခုကချွေးပါရဲစားပါအောင် ကျွန်တော်အများတတိယမေးတတ်တယ်ကျွန်တော်ကျွန်တော်ပထမဆုံး vlog မှာပြောခဲ့လို့ပဲစားတော့မြင်တယ်ဆိုရင်ဘာမှမသိတော့ဘူးအဲအကုန်ဒီလိုစားလိုက်ရပါဒါတော့မှနည်းနည်းတော်သေးရဖုန်းလေးထောင်လာလိုက်ပြီးလို့အဲအဲ့လိုအဲ့လိုမျိုးပေါ့နော်ကျွန်တော်ရဲ့ဒါကျွန်တော်ရဲ့အကျင့်ပဲပြောရမလားပြောကြရတဲ့ဘူးပေါ့နော်ဆိုတော့တကယ်ကောင်းတဲ့ဆိုင်တွေဖြစ်တယ်တက်ရှင်းတက်ရတယ်အာဒါကအဲကျွန်တော်ကျွန်တော်ဘယ်လိုစသိခဲ့လဲဆိုရင် SID ကို ကျွန်တော်ရဲ့အဖေကခေါ်သွားတာပေါ့နော်အဲကျွန်တော်အဖေလူပြိုဘဝတည်းကဖြစ်ဖို့များတယ်အာတမန်နှဆုံးမှာပဲအဲ့နေရာလေးမှာပဲကျွန်တော်အဲ့နေရာမှာဖွင့်ခဲ့တာသူတို့အရင်ကြပြီအခုတော့ကျွန်တော်သိထားသလောက်ဆိုရင်သူတို့ကလာချောင်းမှတ်တိုင်နားမှာအဲတိုက်ခန်းလေးညင်ညီတက်မှာနောက်ထပ်ဒီဆိုင်ငန်းလိုမျိုးနဲ့တခုထပ်ဖွင့်ထားသေးတယ်ဒါပေမဲ့ဒီဆိုင်လေးကစဉ်းစားကြည့်ပြနှစ်20ကျော်လောက်ဒီဆိုင်မှာဒီနေရာမှာပဲဖွင့်ခဲ့ဖြစ်တယ်သူတို့ကဒီနေရာကိုပဲသိနေတာဖြစ်တဲ့အတွက်ကျွန်တော်ဆိုလဲအဲ့ဆိုင်ငန်းမှာအဲ့ကလာချောင်းနားဆိုင်ငန်းကိုမတော်ဘူး ဒီတမိုင်းနှဆုံမှာပဲအမြဲအဆိုင်လေးမှာပဲအအမြဲသစပစ်တယ်ဆိုတော့အမှတ်100လေးလဲအမှတ်ဟောမလဲအမှတ်ရစီရဲ့ပေါ့ဗျာတိလာလူမျိုးအမြဲတမ်းဒီနေရာလေးကသူတို့ရဲ့ signature လို့ဖြစ်နေပြီဗျာဆိုတော့အဲကျွန်တော်အဖေဆိုရင်အရန်ကြိုက်တယ်အဲအဲ့ဒီသူတို့ရဲ့ဝတ်သားပေါ့နော်ဝတ်သားသုံးတက်တာကိုကျွန်တော်အဖေဆိုရင်အရန်ကြိုက်တယ်ဆိုတော့အဲကျွန်တော်ကျွန်တော်အဖေကိုလည်းခေါ်သွားပေးရတဲ့ကျေးဇူးအများကြီးတင်တယ်အခုကျွန်တော်အဲအဲ့ဆိုင်လေးမှာပဲပေါ့နော်စားပြစ်နေရဲ့ မင်းကျော်ဘဝချို့ပေါင်းနဲ့ဆိုရင် SI လေးမှာပဲစပြပြတယ်။အဲအနီးနားမှာတော့တမင်းတို့ဆိုင်နေရှိရဲ့ဗျာ။ဒါပေမဲ့ကျွန်တော်မကြိုက်ဘူး။ SI လေးမှာပဲစပြတယ်။ဈေးတုန်းကဖြစ်ရတော့တမင်းကျော်ဝက်ချို့ပေါင်းနဲ့ဆိုရင်9500လိုက်ပွဲနဲ့ဆိုရင်8000အဲဒါကျွန်တော်ရဲ့တူတယောက်ထဲအတွက်ဆိုရင်တော့အဲ8000ကတော့ကျွန်တော်တော့များတယ်။ဒါတခြားသူတွေကတော့ပုံမှန်စီပဲဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့ညမှာပြောချင်တာရှိရတခုက8000ပေးရပေမဲ့ခင်ဗျားတို့ပြန်ရတဲ့ quality အရသာ อ่ะလုံးဝกว่า6000ထက်တောင်ตาลွန်เลยกว่าเอ่อဆိုတော့လုံးဝ try ကြည့်တဲ့ねအဲ့လောက် ठी ကို recommend လုပ်တယ်ဒါဆိုသူတို့တက်တက်ရှင်းရှင်းတက်တက်ရဲချက်ထားတယ်ရလက်ရအရန်ကောင်းတယ်ဆိုတော့ကျွန်တော်ပြရတဲ့ဈေးနဲ့ပြင်ရတဲ့ quality ကလုံးဝတန်တယ်မိုက်တယ်ဆိုတော့ recommend လုပ်တယ်ねကျွန်တော်ရဲ့အချက်တခုကရှိတယ်ကျွန်တော်ကြိုက်တဲ့အရာဆိုရင် အရန်ကောင်းတဲ့ကျွန်တော်ကြိုက်တဲ့အရာတွေဆိုရင်အခုလိုမျိုးပြောင်းနေအောင်စားတယ်အာဘယ်လောက် ठी ကောင်းလဲဆိုရင်အာကျွန်တော်ရဲ့ ကြည့်လိုက်တော့အဲ့လောက်ထိကျွန်တော်ကြိုက်တယ်သူ့ရဲ့ဆိုင်ကအဲလက်ရာကြီးဟင်းနေတော်တော်များကိုကြိုက်တယ်ဆိုတော့ကျွန်တော်လည်း thought try ကြီးဖို့ recommend လုပ်ပါတယ်စားဖို့ရတဲ့သူတွေရှိရင်လည်းအဆင်ပြေကြီးမပြေကြီး comment မှာမှတ်တော်လို့ရပါတယ်အဆုံးထိကြည့်ပြီးရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက် vlog လေးကြရင်လည်းအားပေးပါဦးခင်ဗျ bye bye